မြန်မာနဝတ်ချင်းတွေကိုအစင်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချက်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာအကဆော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းနဲ့ဆက်ဖြတ်ခိုင်းဇလံလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မိခါဟာစာအိတ်ကိုယူဆောင်လို့မြောက်ဘက်ရွာကိုတက်လာခဲ့ပါတယ်။ မြောက်ဆက်အေးရွာဆိုတာကတောင်ပေါ်မှာတည်ရှိပြီးအိမ်ကြီးအနှင်းငယ်ကျဲပါလာတယ်။ရွာသူရွာသားတွေကိုမေးစမ်းလို့သွားတဲ့အခါမှာ မကြခင်ဆက်ပြက်ကိုင်းကဥချော်ဝေးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ဥချော်ဝေးရဲ့အိမ်ကရွာရဲ့မြဘက်အကျဆုံးကုန်းမြင့်ကလေးပေါ်မှာတည်ရှိနေတယ်။ခြံကြီးတစ်ခုလုံးကိုဝက်ကတ်တွေနဲ့ကာရင်ထားပြီးတော့အတော်အတန်ကျဲဝန်းလေတယ်။ခဲဝဝမှာတစ်လုံးတွေနဲ့ဆက်လုပ်ထားတဲ့ဂေဒကားကြီးတစ်ခုရှိပြီးတကားဆောင်နှစ်ဦးကရက်တန့်ကစောင့်ကြနေကြတယ်။ဟဲ့ကလေးမ မင်းဘသူလဲဒါမင်းစော့ကစားရမယ့်နေရာမဟုတ်ဘူးပြန်တော့ကျမစော့ကစားဖို့လာတာမဟုတ်ပါဘူးဦးချုပ်ဝင်းနဲ့တွေ့ဖို့လာခဲ့တာပါတကားစားကမိခါကိုမျက်မှောင်ကျုပ်လို့ကြည့်ပြီဆရာမရှိဘူးတန်းနဲ့နေပါဦးမင်းကဘာကိစ္စနဲ့ဆရာကြီးကို တွေ့ချင်ရတာလဲလူတယောက်ကစာပေးခလိုက်လို့ပါဒါဆိုအဲ့ဒီစာငါ့ကိုပေးခဲ့ဆရာကြီးလာတော့ငါပေးလိုက်မယ်မရဘူး စာပေးကိန်းတဲ့လူဟာဆရာကြီးလက်ထဲထည့်ပေးရမယ်လို့ပြောထားပါတယ်။မင်းတော်တော်လေရှည်တဲ့ကလေးမပဲ။ငါတို့ကိုပေးထားခဲ့ငါတို့ပေးလိုက်မယ်။မရလို့ပါ။ဆရာကြီးအပြင်သွားနေတယ်ဆိုရင်ကျမဒီကနေထိုင်ဆောင်နေမယ်။ဒီကလေးမတော်တော်ရှိတာပဲ။စာပေးရင်ပေးခဲ့မဟုတ်ရင်တော့မင်းတို့ငါတို့မထုတ်ရလိမ့်မယ်။အဆောင်တူကမိခါကိုရိုက်ပို့ဖို့အတွက်အရှိကိုတက်လာတယ်။ဒီကမိခါအဲ့ဒီလူစီကိုဆက်လက်နဲ့တစ်ခုကိုပြစ်လွတ်လိုက်လိမ့်တယ်။ အဲလူကြီးကမိခပြစ်လို့လိုက်တဲ့ဆက်လက်နှက်ကိုကမန်းကန်နဲ့ဖျက်ထုတ်လိုက်ရတယ်။မိခကခိုခိုကိကိရီလိုက်တဲ့အခါအဆောင်နှစ်ယောက်ကဒေါသထွက်သွားပြီးတော့မင်းကဆက်ပညာကိုတက်နေတယ်ဆိုပါလား။ဒါဆိုမဟုတ်မှလည်းရောမင်းကဆက်ကိုင်းကလူဖြစ်မဲ့ထင်တယ်။မိခဘာမှမပြောဘဲနေလိုက်တယ်။အကိုကြီးဒီဆက်ကိုင်းကအကောင်မလေးကိုကြောက်တူမှတ်လောက်တားလောက်ပညာပေးလိုက်မှထင်တယ်။စမ်းကြည့်လိုက်စမ်းပါ။ ဆက်ပြတ်ကာယအဆောင်တယောက်ကမိခါစီကိုဆက်လက်နဲ့တစ်ခုကိုပြစ်လွတ်လိုက်လေတယ်။မိခါအဲ့ဒီဆက်လက်နဲ့ကိုဖျက်ဆီးပြီးဆက်လက်နဲ့တစ်ခုနဲ့ထပ်မံပြစ်ခတ်လိုက်တဲ့အခါအဆောင်ရဲ့ရင်ဝါကိုထိမှန်လို့အဆောင်ဟာဖိနှိုင်းရဲ့လဲကျသွားခဲ့တယ်။ဒီချိန်နောက်ထပ်အဆောင်တယောက်ကမိခါကိုပြစ်ခတ်ပြန်တယ်။လဲကျသွားတဲ့အဆောင်ကလည်းပြန်ထပြီးတော့မိခါကိုတတ်ခိုက်ပြန်တယ်။မိခါကအဆောင်နှူးရဲ့ပြစ်ခတ်မှုကိုတယောက်တည်းပြန်လဲတတ်ခိုက်နေရတယ်။အဆောင်တူဦးကိုဘဲဘက်လက်နဲ့ ကျန်တဲ့အဆောင်တယောက်ကိုညာဘက်လက်နဲ့တတ်ခတ်နေရတယ်။ဒါပေမဲ့မိခါရဲ့အဆောင်ကိုမရှင်းနိုင်တဲ့အတွက်အဆောင်နှစ်ယောက်လဲပြိုသွားခဲ့တယ်။အဆောင်နှစ်ယောက်လူးလဲထိုက်ရင်မိတော်တော်မရိုင်းနေကလေးမှပဲ။မင်းကိုဆရာကြီးနဲ့တိုက်ပြောမယ်။အဲ့လိုပြောပြီးတော့ခြံတကားကိုဖွင့်ပြီးဝင်ပြေးသွားခဲ့တယ်။အော်လက်ဆက်သက်တော်ရှင်တို့ဆရာကြီးကအထက်မှာရှိနေရပဲ။ဒါအောင်များမရှိဘူးလေပါလိမ့်နဲ့။ကျမအထက်ဝင်ပြီးဆရာကြီးနဲ့တွေ့မယ်။ ရှင်တော့တကားဖွင့်ပေးစမ်းမဖွင့်ပေးဘူးကလုံးဝမဖွင့်ပေးဘူးရှင်တော့မဖွင့်ပေးဘူးဆိုရင်ကျမဘာသာဖွင့်ဝင်ရတော့မှာပေါ့မိခလက်ညှိုးနှစ်ခုကိုစူးစီလို့မြေဆွဲအင်းနေနဲ့ကြောက်တုံးကြီးတစ်ခုကိုဖန်တီးလိုက်လေတယ်လဲဘေးဝိုက်ခအရွယ်ရှိတဲ့ကြောက်တုံးကြီးနဲ့တက်လုံခြံတကားကိုပြစ်ခတ်လိုက်တဲ့အခါမှာခြံတကားဝါကဝုံငင်းနဲ့ပွင့်ငါပြိုကျသွားခဲ့တယ်မိခကခြံအတွင်းနဲ့စီကိုလှမ်းဝင်လိုက်တဲ့အချိန်ဆက်ပြက်ခိုင်းကတပည့်တွေပြေးထွက်လာခဲ့တယ် ဒုက္ခရဲ့တကားကိုဖြစ်ဝင်လာတာဘသူလဲမှတ်တယ်လက်ဆက်သက်တော့ကလေးမလေးပါလားအဲ့လိုရေရွရဲ့အိမ်မွားကနေလူတယောက်ဆင်းလာတယ်သူ့ရဲ့ရုပ်ရည်ကတာတာနာနာရှိပြီးတော့ရောင်နှုန်းကြီးတစ်ခုကိုထုံထားလိုက်တယ်ရှင်ကဥကြော်ဝေးလားမဟုတ်ဘူးငါကသူ့လက်ရုံမအောင်မဲကျမဥကြော်ဝင်းနဲ့တွေ့ကျင်တယ်ဒီကအဆောင်တယောက်ကမအောင်စုသူစီကိုပြေးသွားပြီးတော့ဆရာ ဒီကလေးမဆက်ကိုင်းကလှုပ်လိုက်တယ်လို့မအောင်ကတစ်ချက်ပြုံးပြီမင်းလို့မနောက်လေးမနောက်စားကလေးမငါတို့ကိုင်းနဲ့ဝင်ကျင်နားဝင်ထွက်ကျင်နားထွက်လို့ရတယ်လို့ထင်နေတယ်ပေါ့ခြံတကားကိုဖြတ်တဲ့အတွက်မေပြန်ပေးဆက်ရလိမ့်ပဲကွာမအောင်ကလူတယောက်ကို ကြည့်လိုက်တဲ့အခါအဲ့ဒီလူကအရှိကိုပြေးထွက်လာခဲ့တယ်မိကအဲ့ဒီလူစီဆက်လက်နဲ့တခုပြစ်ခတ်လိုက်တဲ့အခါမှာတော့သူကမိခရဲ့ဆက်လက်နဲ့ကိုဖြတ်ပြီးဆက်တခုနဲ့ထပ်မံပြစ်ခတ်လိုက်လိမ့်တယ် တုံးကြီးကပြစ်ခတ်ပြီးတဲ့အခါဆက်ပြက်ကိုင်းသားတွေကမိခါရဲ့လက်နဲ့ထိမှန်လို့အနောက်ကိုနှုတ်ထွက်သွားခဲ့တယ်။မိခါလည်းရီမောပြီးတော့ဆက်ပြက်ကိုင်းကလူကလည်းခြာလိုက်တာ။မိခါရဲ့စကားကြောင့်ကိုင်းသားတွေကဒေါသထွက်သွားတယ်။ကိုင်းသားနှစ်ယောက်ကအရှိ့ကိုတိုးလာပြီးမိခါနဲ့ပြစ်ခတ်ကြပြန်တယ်။အဲ့ဒီလူနှစ်ယောက်ကလည်းငါးချီတောင်မကြဘဲမှောက်သွားလိမ့်တယ်။တခြားကိုင်းသားတွေကထပ်မံတက်ခတ်ဖို့ပြင်ဆင်နေတဲ့အချိန်မအောင်ကလက်ကပြပြီးတော့ မိခရဲ့အရှိကိုခုံဝင်လာခဲ့တယ်။မင်းကဒီအသက်ရွယ်နဲ့ဒီလောက်ပညာတွေတိုးတက်နေပုံထောက်ရင်ဆက်ကိုင်းရဲ့ဟွက်ဖဲတစ်ချက်ကမဲမဲဖြစ်ရမယ်။မအုံးကဆက်လက်နဲ့တစ်ခုပိုင်ရှင်ဖြစ်ပြီးမအုံးနဲ့မိခတော့အချိန်တော်ကြာတဲ့အထိတိုက်ခိုက်ကြလိမ့်တယ်။ဒါပေမဲ့နှုတ်ဦးစလုံးအနိုင်ရှုံးမပေါ်ပဲဖြစ်နေမိတယ်။ကြည့်ရှုနေတဲ့သူတွေကလည်းရီတထိတ်ထိတ်နဲ့ကြည့်နေမိတယ်။အဲ့ဒီအချိန်မှာပဲအိန္ဒိယလူကြီးတယောက်ထွက်လာတယ် အဲ့ဒီလူကြီးကမအုံးလို့တိုက်ခတ်နေတာကိုအတန်ကြအောင်စိုက်ကြည့်နေတယ်။မအုံးလည်းတိုက်ခတ်နေရင်အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းမဟန်တော့ဘူး။ဒါကြောင့်အိမ်မွားလူကြီးကိုလှောက်အောင်လိုက်လိမ့်တယ်။အလုံးရလိုက်ကြတော့အောင်မြင်ခန့်ညားတဲ့အတန်ကြီးထွက်လာတဲ့အတွက်မအုံးကဆက်ပြစ်ချင်းကိုရက်တက်လိုက်လိမ့်တယ်။ဒီကမိခါပြစ်လိုက်တဲ့ဆက်လက်နဲ့နှစ်ခုကမအုံးစီကို ပြင်းဝင်လို့မအုံးအံ့ဩနေတဲ့ချိန်အိမ်မွားလူကြီးကဆက်တွေနဲ့ပြစ်ခတ်လို့ဖျက်ဆီးလိုက်လိမ့်တယ်။ မောင်အောင်ကအဲ့ဒီလူကြီးစီကိုပြေးသွားပြီးတော့ဆရာကြီးစက်ခိုင်းရကလေးမတယောက်က ကျွန်တော်တို့ကိုနှောက်ယှက်နေတယ်။အဲ့လူကြီးကစက်ခိုင်းရဥကြော့ဝေးနဲ့ရုပ်ချေးစင်နူလာတော့စက်ပြက်ခိုင်းကဥကြော့ဝေးဖြစ်မယ်လို့မိခထင်မိတယ်။ဆရာကြီးဆိုတော့ရှင်ကဥကြော့ဝေးများလား။ဟုတ်တယ်။မင်းကငါတို့ခိုင်းတဲ့အထိဝင်လာပုံထောက်တော့တော်တော်အတိတ်ရဲနေတဲ့ပုံပဲ။ကျမကဆရာကြီးစီကိုစာတစာအောင်ပြဖို့ရောက်လာခဲ့တာပါ။ မိခဆာရက်လေးကိုထုတ်လို့လေးရဲ့အစွမ်းကိုအသုံးပြုပြီးအဲ့ဒီဆာရက်ကိုဥကျော်ဝေးစီကိုလှမ်းပြီးဖြစ်သွင်းလိုက်တယ်။ဒီကဥကျော်ဝေးရဆာရက်ကိုဖတ်ယူလို့ဖွင့်အောင်မကြည့်တော့ပဲတခါတည်းဆုတ်ပြလိုက်တဲ့အခါမှာမိခအံ့ဩသွားခဲ့တယ်။ဆရာကြီးဆာဘဖြစ်လို့ဖြစ်လိုက်တာလေ။မင်းတို့ခိုင်းတဲ့ဘာမှဆွေးနွေးစရာမရှိဘူး။ဦးကျော်ဝေးရပြောဆိုရင်မိခကိုလက်ညှိုးနဲ့ထိုးကမင်းပြန်တော့ကလေးမ အဲ့ဒီကဥကျော်ဦးရဲ့လက်ကနေဆက်လက်နဲ့သုံးခုတပြိုင်တည်းထွက်ပေါ်လာခဲ့တယ်။မိကားကဆက်လက်နဲ့နှစ်ခုကိုဖြည့်ဆည်းလိုက်နိုင်တဲ့ဆိုပေမဲ့ကျင်းနဲ့ဆက်လက်နဲ့တစ်ခုကိုမဖြည့်ဆည်းနိုင်တဲ့အတွက်ဆက်လက်နဲ့ထိမှန်ပြီးအနောက်ကိုလွတ်ထောက်ပါခဲ့တယ်။ဥကျော်ဝေလွတ်လိုက်တဲ့ဆက်လက်နဲ့ကလေဆွဲအိမ်ဆက်လက်နဲ့တစ်ခုဖြစ်တော်မူမိကားလေးဘော့ကိုမြောက်တက်လို့တောင်အောက်ကိုပြုတ်ကျသွားခဲ့တယ်။မြေကြီးနဲ့ထိတွေ့ခါနေအချိန်လေဆက်လက်နဲ့တခုကိုမြေကြီးနဲ့ပြစ်ခတ်လို့ဟန်တားလိုက်တဲ့အတွက်အကြသက်သာသွားတယ်။ဒါမှမဟုတ် ြေကြီးပေါ်မှာသုံးလေးပတ်လောက်ဂျွန်းပြစ်ကလှိမ့်ကျသွားခဲ့တယ်။မိခါတကောလုံးတည့်ရွက်၆တည်းဖုံမုံလေးနဲ့ပေးကျက်နေလေတော့တယ်။မိခါဖုံနေကိုခါထုတ်ရင်လူသွားလမ်းလေးအတိုင်းဆင်းသက်လာခဲ့တာ။ဦးဆန်သိန်းအိမ်အနီးရောအရောက်စိတ်တလုံးနဲ့ပြန်လဲစုံတွေ့လိမ့်တယ်။စိတ်တလုံးရဲ့တကောလုံးမိလောက်ခံနိုင်ရသလိုဖြစ်ပြီးတော့ဝစ်စားထားတဲ့အဝတ်အစားတွေကလည်းမိပေါက်ထားသလိုအပေါက်ပေါက်တွေဖြစ်နေတယ်။မိခါစိတ်တလုံးကိုထူးဆန်းစွာနဲ့ကြည့်လိုက်ရင်ဦးကြီးစိတ်တလုံး အခုဘာဖြစ်လာတာလဲစေတလောကမိခရဲ့အမေကိုဖြေဖို့ဖြစ်စင်လိုက်တဲ့အချိန်ချောင်းဆိုးချင်လာတဲ့အတွက်ချောင်းဆိုးလိုက်တဲ့အခါစေတလောရဲ့ဗစက်အတွင်းကနေမိခိုးငွေတွေနဲ့ပြမုံတွေကတဖွာဖွာထွက်ကြလာခဲ့တယ်။ငါစက်ခိုင်းကဥကျော်ရွေးစီစသွားပို့တာဟာစပို့တာကိုဘာဖြစ်လို့ဒီပုံကြီးဖြစ်လာရတာလဲဒီကောင်တပည့်တွေကငါ့ကိုဝိုင်းစော်လို့ဟာဒါဆိုစရောပို့လို့ရရဲ့လားစိတ်တလုံးက ဝီပေါနေတဲ့အင်းကြီးအိတ်ကအတွင်းနေရာစာရွက်လေးကိုထုတ်ပြလိုက်လေတယ်။စာရွက်ကောက်လေးကမီးတွေလောင်ကျွမ်းထားတဲ့အတွက်ပျောက်မုန်နေအဖြစ်လေထဲမှာပြန့်ကျဲသွားခဲ့တယ်။မိခါနဲ့စိတ်တလုံးတို့စာပို့ရမှာမအောင်မြင်ခဲ့တဲ့အတွက်ခေါင်းကဆိုင်ချလို့ပြန်လာခဲ့ကြတယ်။ဦးဆက်သိန်းကဒီအကြောင်းကို သိတဲ့အခါမှာအလွန်ဒေါသထွက်လေတယ်။ဆရာကြီးရဲ့တပည့်တွေကတကယ့်ကိုပဲမောက်မှာရမ်းဆိုင်ကုန်ပြီဆရာကြီးရဲ့။ပညာကျမ်းပေးမယ်ဆိုတော့ကိုယ်တော့စိတ်ဝင်စားကြတော့ဦး ဒီကောင်နေစိတ်ဝင်စားတော့လဲနေပေါ့ကွာပညာချက်ကိုငါတို့ကငါတို့သွားတူးကြတာပေါ့ရွှေခွားခေါင်းချင်းလိုက်တယ်ကျွန်တော်မှအကြံတစ်ခုရှိတယ်ဆရာကြီးဒီကောင်နေကဆရာကြီးကိုအတွေ့မခံဘူးဆိုရင်ညောင်းနေရကြတဲ့အခါတဲစည်းကုံပေါ်မှာနှစ်ဖက်ပညာပြောင်းမွှေရှိတယ်မဟုတ်လားအဲ့ဒီပွဲကြမှာသွားပြီးတော့ဆရာကြီးရဲ့ပညာတွေကိုပြလိုက်မယ်ဆိုရင်တို့ဆရာကြီးကိုမတွေ့ချင်လို့မရတော့ဘူးမဟုတ်လားအေးမင်းပြောတဲ့အကြံကောင်းတယ်ရွှေခွား တို့တွေအဲ့ဒီရက်ကိုစောင့်နေကြတာပေါ့ညနေခင်းရောက်တဲ့အခါမှာတော့ဦးဆက်တန်ရမိခါကိုခြံနောက်ဘက်စီခေါ်ဆောင်သွားလိမ့်တယ်မင်းရဲ့ဆက်ပြစ်တဲ့ပညာကိုလေ့ကျင့်ရအောင်မိခါရွှေခွားကောင်းခါပြီကျွန်တော်လိုဒုက္ခိတလေးကိုတော့ချမ်းသာပေးပါဆရာကြီးရေဒီကဦးဆက်တန်ရဆက်ပြစ်ကွေးတစ်ဖက်မှာနေရာယူလိုက်တယ်ကဲမိခါမင်းရင်စတင်ပြီးတက်ခိုက်ပြီးတော့မိခါဦးဆက်တန်ကိုဆက်နဲ့ပြစ်ခတ်တယ် ။ဦးဆန်တရလည်းမိခကိုပေါ့ပေါ့တက်တက်သဘောထားပြီးပြက်လိုက်တိုက်ခိုက်တယ်။ဒါပေမဲ့မိခပြစ်လိုက်တဲ့ဆက်ကအလောအဆွဲထက်နေတဲ့အတွက်ဦးဆန်တဲ့နောက်ထူဆောက်သွားမိတယ်။မိခရဲ့ပြင်းပြင်းထန်ထန်တိုက်ခတ်မှုကိုဦးဆန်တဲ့ရအံ့ဩနေမိတယ်။မိခမင်းရဲ့ပညာတော်တော်တိုးတက်သွားပါလား။ဆက်နှစ်ခုတော့ဗျန်းသူပြစ်ခတ်နိုင်တဲ့အစိတ်ရောက်နေပါလား။ဟုတ်ပါတယ်ဆရာကြီး။ဒီမှာကြည့်လိုက်စမ်းမိခ။ဦးဆန်တဲ့ကလမ်းကားချောင်းကိုထောင်းလိုက်တယ်။ ဒီကဥဆက်တဲ့ရဲ့လင်္ကချောင်းပေါ်မှာဆက်လက်နဲ့ငါးခုပြက်တန်းနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီဆက်လက်နဲ့တွေကအရာအသွေးစုံလင်စွာနဲ့ဝန်းလက်နေတယ်။ဆရာကြီးကလင်္ကချောင်းစလုံးမှာဆက်လက်နဲ့တွေဖန်တီးနိုင်တာပါလား။ဟုတ်တယ်မိခဆက်လက်နဲ့နှလုံးဖန်တီးနိုင်မှုမလွယ်ဘူးဆိုရင်ဆက်လက်နဲ့ငါးလုံးဖန်တီးဖို့ကရောလက်ကူပါမလား။လွယ်တော့မလွယ်ဘူးဆရာကြီး။ဆက်လက်နဲ့တစ်ခုဖန်တီးဖို့စိတ်အားစိုက်ဖို့လိုအပ်ပြီးတော့နှစ်ခုဖန်တီးဖို့ဆိုရင် စိတ်နှခုနဲ့တပြိုင်နက်ဖန်တီးရတာပဲဆလနဲ့ပြန်ပွဲမစတိတ်ခင်မှာတမားကုန်ပြရဲဆိုပြီးတော့ကိုဘယ်လာတက်ကြောင်ပညာတွေပြသရတယ်မိခါရဲ့လဝေတမားတွေလက်သီးမထိုးခင်လက်ပန်းပေါက်ပြသလိုတိုင်းသမားတွေတိုင်းမချခင်ဓာရိုက်ပြကြသလိုပေါ့နားလည်ပါပြီဆရာကြီးဆက်နှလုံးဖန်တီးတက်သွားပြီဆိုရင်သုံးလုံးဖန်တီးဖို့မခဲယုံသုံးလုံးဖန်တီးတက်ရဲ့လေးလုံးဆိုရလဲအလွယ်လေးပဲမိခါရဲ့ မင်းရဲ့ဆက်လက်နဲ့တွေကိုငါနဲ့ဆက်ပြီးလေ့ကျင့်ကြတာပေါ့မိကဆက်လက်နဲ့သုံးလုံးဖန်တီးနိုင်မှုစူးစမ်းနေရတယ်ဦးဆက်တရဆက်လက်နဲ့ဖန်တီးဖို့အတွက်နေစနစ်တွေကိုတင်ကြပေးလိမ့်တယ်မကြခင်မှာပဲသုံးခုမြောက်ဆက်လက်နဲ့ကိုဖန်တီးနိုင်သွားတယ်တညနေမကုန်ခင်မှာပဲဆက်လက်နဲ့ငါးခုကိုဖန်တီးတက်သွားလိမ့်တယ်ဦးဆက်တရမိကကိုကြည့်ပြီးအလွန်ကျေနပ်နေမိတယ်မင်းကဆက်လက်နဲ့ဖန်တီးဖို့များလူဖြစ်လာတာလားမသိဘူးမိခါ ငါတပည့်တွေထဲမှာတချို့ကတနည်းနဲ့ပညာတက်တဲ့လူတွေရှိတယ်လို့တချို့ကသုံးလေးနဲ့လေးကျင့်တင်ညာပဲမဲ့ဒီပညာအောင်မတက်မြောက်ကြအောင်ဒါကြောင့်ငါတခုဆုံးဖြတ်လိုက်ပြီမိကဆရာကြီးပြောပါငါစိုးရင်နေတာတခုရှိတယ်ငါတက်တဲ့စက်ပညာတွေဆိုတာရှေးဆရာတွေအဆက်ဆက်နှုတ်တိုက်တင်ညာပေးလာတာဖြစ်လို့ငါတည်သွားရဲ့ဒီပညာတွေပြက်ကွယ်သွားမှာကိုစိုးရင်နေခဲ့တယ်ငါတပည့်ကြောက်ရွံ့နေကြောက်ဝဲဆိုတာကလည်းတိတ်ပြီးယုံစားလို့မရအောင် ဒါကြောင့်ငါပြညာတွေအကုန်လုံးဆရာစားမချက်မဲမင်းရောအကုန်လက်စိတ်ကမ်းပြီးတင်ညာပေးခဲ့မယ်။မိခာအော်အော်ဝမ်းသာသွားခဲ့တယ်။ဆရာကြီးတကယ်ပြောရလား။ဟုတ်တယ်။ဒီပညာတွေတက်ပြီးတဲ့အခါတင်ညာတွေမပြောက်ပြားမင်းကအများကြီးစူးစားလက်စိတ်ကမ်းပေးရလိမ့်မယ်။စိတ်ချပါဆရာကြီး။ဒါနဲ့ဥဆက်သိန်းကစက်ပညာရဲ့လျှို့ဝှက်ချက်တွေကိုမိခာကိုတေချာပြသပေးလိုက်တယ်။ညမိုးချုပ်ခဲ့တော့ ကောင်းငယ်မှာလာမင်းကဝင်းပစွာတနေပြီးကျဲလေးတွေကလည်းတဖိတ်ဖိတ်တောက်ပဝင်းလန့်နေတယ်။ဦးဆက်တဲရကောင်းငယ်ကိုတစ်ချက်မောကြည့်လို့ငါရဲ့ပညာကျောင်းကိုသွားဖို့ယူရမယ့်အချိန်ရောက်ပြီမိခါ။အဲ့ဒီပညာကျဲဆိုတာဘာများလဲ။ငါဘရင်ကြီးခန်းနေခိုးယူခဲ့တဲ့ပညာကျမ်းမိခါနဲ့ဦးဆက်သိန်းတို့အင်္ဂလိပ်အတွင်းကနေတိတ်တိတ်လေးထွက်လာခဲ့ကြတယ်။ဦးဆက်တဲရကောင်းငယ်ကိုမောကြည့်ပြီးကျက်တရရတွေကိုကြည့်လိုက်တယ်။ ဒီပညာကျောင်းကတက်ရှိဆိုတဲ့နင်းနဲ့မြုံနဲ့ထားခဲ့တာမိခါရဲ့တက်ရှိဆိုတဲ့အတိုင်းဒီပညာကျန်းကိုထည့်ထားတဲ့ဆက်လက်နဲ့တခုကမြေကြီးအတွင်းထဲမှာယူလျားပြီးသွားလာနေတယ်တက်ရှိဆိုတာအခုမှပဲကြားဘူးတော့တယ်ဆရာကြီးအေးအဲ့ဒီဆက်လက်နဲ့ကမြေရောက်မှသွားလာနေပြီးတော့တရက်နဲ့တရက်နေရာမတူဘူးတနိုင်နဲ့တနိုင်တော့တက်ရှိရဲ့နေရာကိုကွဲပြားသွားတတ်တယ်အဲ့ဒီပညာကျန်းကတော်တော်ဆက်မှာပေါ့နော်ဆရာကြီး ဆွမ်းနာကတော့ဆွမ်းလောက်တယ်ဒီပညာကျောင်းကိုတက်မြောက်တဲ့လူကနဲ့တပားလိုအစွဲသက်သည့်တွေရရှိလာနိုင်တယ်ခွဲ့ဒီကျောင်းကိုကြောက်ရွံ့လို့ညီကိုတွေလိုချင်နေခဲ့တာကြာလောက်ပေါ့ငါမရှိတဲ့အချိန်မှာသူတို့တွေယူဆောင်သွားမှအောင်စိုးရိမ်နေတဲ့အတွက်ငါကဒီလိုဖွက်ခဲ့တာတတ်ရှိတဲ့နေရာကိုလည်းရှေခေါ်တယောက်တည်းကိုပဲပြောခဲ့တာဦးဆက်သေးကကောင်းငင်ငုံမောကြည့်ပြီကောင်းငင်မှာတာယာကြီးကိုလုံးဆိုတာရှိတယ်တာယာကိုလုံးပေါ်မူတည်ပြီးတော့ နှစ်ခါ၂၈ခွလောင်းဆိုတာထက်ပြီးဖြစ်ပေါ်တယ်။တာယာဆိုတာကတော့မိမိသွားလာအောင်မစွ့မဲ့သွားမြဲသွားလက်မြဲလက်နေတဲ့အရာဆိုတော့တာယာလိုအမိပေးထားတာ။နှစ်ခါဆိုတာကြတော့အဖက်တလဲလဲမပြတ်ဖြစ်ပေါ်နေတဲ့အတွက်နှစ်ခါလို့ခေါ်တာကွ။တာယာတွေဆိုတာမြို့မတောင်ကိုလက်ရရေလှက်ပက်နေတာပေါ့တာယာကြီးကိုလုံးကជីတာယာဟင်းတာတာယာပဇွန်တာယာချိန်ွေတာယာစံကျေတာယာတန်ဃာတာယာ စေတရာမြေတရာဒန်းတရာဆိုပြီးတရာကိုလုံးရှိတယ်တဲ့မိခါကောင်းငင်ကိုကြည့်ဆရာကြီးကသာ ပြောနေတာကောင်းငင်မှာကြီးခဲနဲ့တူတဲ့ပုံလည်းမတွေ့ဘူးဘဇုံလည်းမတွေ့ဘူးချင်းဝင်နေပါတွေလည်းမတွေ့ပါလားဆရာကြီးရဲ့ဒီကဥဆက်တရာရီမောပြီးတော့ဟိုးမှာကျဲခုနှစ်လုံးစွညုံနေတာမြင်တယ်မဟုတ်လားဥဆက်သိထူပြတဲ့နေရာကိုမိခါကကြည့်လိုက်တယ်အဲ့ဒါကျက်တွေ့ကကျက်ပဲ ကျက်တွေကကျက်ခွနဲ့တွေကျက်ငယ်စုတလို့ဆိုတဲ့စာစုရှိတယ်မဟုတ်လားအဲ့ဒီကျက်တွေကကျက်ကိုအရက်ခေါ်ကြတော့ဖြောက်စိတ်ကျဲလို့ခေါ်တယ်ကျမကတော့ကောင်းငင်ကိုကြည့်တမြဒီကျက်တွေကြီးပဲလားလို့ထင်ရတယ်ဒီကဥဆက်တရားရှိပြတ်နေဒါကြောင့်လဲတမောလုံးဖြောက်စိတ်ကြီးပဲဆိုတဲ့စကားပုံဖြစ်လာတာပေါ့မိခါရဲ့ကျက်တွေအเจ้าနက္ခတရားတွေအเจ้าမသိတဲ့လူကကြည့်ကြည့်တမြဖြောက်စိတ်ကျက်တွေကြီးထင်နေတော့တာ ခုနတိုက်ရော်တွေနဲ့အဲ့ဒီကျဲနဲ့ဘာဆိုင်လို့လဲကျွတ်တိကကျဲကជីတရာနဲ့ရှင်သွားတယ်ជីတရာရဲ့နှုတ်သီးဖြာငောင်မြုပ်ထားတဲ့ပညာကျဲရဲ့ဆက်လက်နဲ့နဲ့ရှင်ပြီးတရှိနေတယ်ဟဟိုမှာတပွေနဲ့လင်းနေတဲ့ကျဲကြီးကိုတွေ့တယ်မဟုတ်လားအဲ့ဒါជីတရာရဲ့နှုတ်သီးပဲသူ့ရဲ့နှုတ်သီးချရာအရက်ကိုငါတို့လိုက်ရမယ်ဒီတော့မှအမေကအနှဲငယ်သဘောပေါက်သွားခဲ့တယ်လက်ဆက်တော့တော့ဒီလိုဒါကြောင့်ရွှေခွား သူ့ကိုတိုက်နေရပြပါလို့ပြောတဲ့အခါကို့မျက်နှာကိုဖောက်ထုတ်လိုက်တာကိုတကယ်တော့ဒီတက်ကိုရှာဖွေဖို့အတွက်မျက်စိအမြင်ကအများကြီးအရေးကြီးတယ်မဟုတ်လားမိခါနဲ့ဦးဆက်သိန်းတို့ကြိတရာနှုတ်တီးချတဲ့အရက်ကိုလိုက်လာခဲ့ကြတယ်အဲ့ဒီနေရာကတစ်ပင်ကြီးတစ်ပင်ဖြစ်နေလေတယ်တစ်ပင်ကြီးဆိုတော့တစ်ပင်အောက်ကိုတူရမှာလားဆရာကြီးမဟုတ်ဘူးအဲ့ဒီတစ်ပင်ကြီးထဲမှာဆက်လက်နဲ့ရှိနေပုံရတယ်မိခါဒါဆို ဲ့ဒီတိတ်ပင်ကြီးကိုဖျက်ဆီးရမှာပေါ့နော်အေးဆက်လက်နဲ့တွေနဲ့ဖျက်ဆီးမယ်ဆိုရင်ကြာနေမယ်မိခါငါတို့ထုတ်လွတ်တဲ့ဆက်လက်နဲ့တွေဆိုတာတက်မှတ်တွေကိုထိခိုက်စေဖို့အတွက်ခရင်လုံးနေငါတို့ဒီမှာထိုင်ဆောင်နေရမယ်တာယာတွေပုံစံပြောင်းတဲ့အချိန်မှာဒီဆက်ကလည်းသူ့လိုလိုထွက်လာမှာပဲမိခါနဲ့ဦးဆက်သိန်းတို့တက်ပင်အောက်မှာထိုင်ဆောင်နေလိုက်တယ်ကိုတရာညက်ခက်ကြာပြီးတဲ့အခါတက်ပင်ကြီးကတုံလုံးလာပြီး ပစ္စည်းအတွင်းထဲရနဲ့အလင်းရောင်တွေတိုးထွက်လာပြီးတော့အလင်းလုံးကြီးတစ်လုံးကပြတ်တန်းလာခဲ့တယ်။အလင်းလုံးကြီးကအုံဒီတစ်လုံးကအရွယ်အစားရှိပြီးတက်ပင်အတွင်းထဲရနဲ့ပြတ်တက်ကတဏှာကိုပြတ်တန်းမှုတဆုနေတယ်။မိခအဲ့ဒီဆက်ကိုမြေဖြတ်တက်တယ်မဟုတ်လား။အပေါ်ပြတ်တက်တယ်ဆိုတော့လေတက်များများနဲ့ဖွဲ့စည်းထားတာဖြစ်မယ်။လေဆိုတာကင်တွေများတဲ့ဒွတ်မဲ့အရာဆိုတော့ဒွတ်ရှိတဲ့အစိုက်ခဲနဲ့ဖြန့်ရနိုင်ပါတယ်ဆရာကြီး။ မိကဆက်လက်နဲ့ကိုဖျက်ဆီးလိုက်တယ်။ဒါပေမဲ့ဆက်လက်နဲ့တစ်ထပ်ကပြက်စီးသွားပြီးအတွင်းထဲမှာဆက်လက်နဲ့နောက်တစ်ခုထပ်မံပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီဆက်နဲ့ဆက်လက်နဲ့ခုနှစ်ထပ်ကိုဖျက်ဆီးပြီးတဲ့အခါဆက်လုံးကြီးကမြေပေါ်ကျလာပြီးတော့ပျောက်ကွယ်သွားခဲ့တယ်။ဆက်လုံးကြီးအတွင်းထဲမှာတော့တက်တာတက်တာငလေးတစ်လုံးရှိတယ်။မိကတက်တာငလေးကိုပြေးယူပြီးဖွေးကြည့်လိုက်တဲ့အခါအတွင်းထဲမှာငွေပြားချက်ငယ်ကိုတွေ့ရတဲ့အတွက်မိခအံ့ဩသွားခဲ့တယ်။အလို ဒီငွေပြားတွေကငါ့ကိုပို့အကြီးတွေပြီးသွားတဲ့ငွေပြားပြည့်ရတဲ့နဲ့တူနေပါလားမိကစိတ်ထဲမှာရရွတ်လိုက်မိတယ်ဒီကဥဆက်သိန်းကအနောက်ကိုရောက်လာတယ်မိကတက်တာလေးကိုဥဆက်သိန်းစီကမ်းပေးလိုက်တယ်ဥဆက်သိန်းကတက်တာအတွင်းထဲကငွေပြားချက်တွေကိုကြည့်ပြီးတစ်ချက်ကြည့်လိုက်တယ်တန်မိုးကြီးတဲ့ကျန်းတစ်ခုဆိုလို့ငါမှဘီရင်ကြီးခန်းနေအောင်လိန်လဲပြီးဝင်လိုက်ရတာဒီကနေ့ကျတော့ဟုတ်လေငွေပြားအလုပ်တွေပဲဖြစ်နေတယ် ဒီငွေပြားတွေကဘာကြမ်းလဲအစရိုင်။ငါလည်းမပြောတတ်ပါဘူးမိခရ။ဘာတန်မိုးမှမရှိတဲ့အကြောင်းဘင်းကြီးကန်းကလူတွေကတဲစီထတာဖြစ်နိုင်မှာမလားဆရာကြီးရဲ့။တန်မိုးဆိုတာလူကသတ်မှတ်တာပဲမိခ။ပစ္စည်းကသတ်မှတ်တာမဟုတ်ဘူး။ပစ္စည်းတစ်ခုရဲ့တန်မိုးဆိုတာအဲ့ဒီပစ္စည်းကိုဘယ်လောက်တန်မှတေးတဲ့လူအတွက်ပဲတန်မိုးရှိတာကွ။ဦးဆက်တရရုံမူလေးအတွင်းရငွေပြားချက်တွေကို ထုတ်ယူကြည့်လိုက်တယ်။ ေပြားချက်တွေကလေးချက်တိတိရှိတာကိုတွေ့ရတယ်။ဒီငွေပြောင်းတွေကလည်းတခုခုတန်ဖိုးရှိနေမှာတေချာတယ်မိကာ။ဒါပေမဲ့ဒီဝေဒီကိုအဖြေဖော်ဖို့အတွက်ငါမတက်နိုင်တော့။ငါရဲ့အသက်ရွယ်နဲ့ဒီငွေပြားတွေအကြောင်းကိုလိုက်ပြီးစုံစမ်းဖို့မဖြစ်နိုင်အောင်။ဒီတော့မိတော်ကဒီငွေပြားလေးတွေကိုအမွေအဖြစ်ပေးခဲ့မယ်။ဘယင်းကြီးခိုင်းအောင်လူတွေကဒီငွေပြားတွေအကြောင်းသိသွားရင်ဘယ်လိုလုပ်မလဲဆရာကြီး။မပူပါနဲ့မိကာ။ဘယင်းကြီးခိုင်းအောင်လူတွေက ငါယူသွားတယ်လို့ပဲသိခဲ့ကြမှာပါငါမင်းကိုပြေးခဲ့တယ်ဆိုတာဘသူမှသိမှာမဟုတ်ဘူးမင်းသာတိုးတိတ်တိတ်နေမယ်ဆိုရင်ဘသူမှသိเสียအကြောင်းမရှိဘူးဦးဆက်တရားငွေပြလေးချက်ကိုတက်တာလေးအတွင်းနဲ့ပြန်ထည့်ပြီးတော့မိခါကိုပေးလိုက်တယ်ဒါမင်းအတွက်ပေးခဲ့တဲ့ငါရဲ့အမွေပဲမိခါကတက်တာကလေးကိုလက်နှစ်ဖက်နဲ့တည်တည်ချာချာယူပြီးတော့ကျေးဇူးတင်ပါတယ်ဆရာကြီးမိခါအစကနဦးအချိန်ကငွေပြလေးချက်အကြောင်းကို ဦးစံသိန်းကိုပြောပြခြင်းနဲ့ဆိုပေမဲ့အခုတော့မပြောပြဘဲနေလိုက်ချင်းရအောင်ပုံမတက်မြက်မယ်လို့ထင်ပြီးဘာမှမပြောဘဲရင်ကိုနှုတ်ပိတ်နေလိုက်တယ်။အဲနောက်မှာတော့ဦးစံသိန်းနဲ့အတူတူတောအုပ်အတွင်းထဲကနေပြန်ထွက်လာခဲ့တယ်။အင်းစီရောက်တဲ့အခါမှာတော့ပိုးအုပ်ကြီးတွေပေးထားတဲ့ငွေပြလေးချပ်ကိုပါတက်တာလေးအတွင်းထဲထည့်ပြီးတင်စီထားလိုက်တယ်။ဆွဆူပေါင်း၈ချက်ရှိပြီ။အချက်၂၀ပြည့်မှော်ရှင်ဖြစ်စီမဲ့နှကြမ်းကိုရတော့မယ်။မိခါပြုံးလိုက်မိတယ် တစ်ဖက်မှာလည်းဒီဝကိုင်းရဆက်ကန်းကို တက်ခတ်ဖို့ပြင်ဆင်နေတယ်။နန်းဆောင်ကြီးအတွေ့ဥမာရကဒီဝကိုင်းသားတွေကိုညီလာခခေါ်ယူကျင်းပနေလေတယ်။အားလုံးသိကြတဲ့အတိုင်းကျုပ်တို့ကိုင်းရအခုအချိန်ကစပြီးနည်းမြေချက်ထိန်တော့မယ့်အချိန်ဖြစ်တယ်။ဒါကြောင့်မို့နည်းမြေတစ်ခုမကြခင်စတဲ့တိမ်ပိုင်တိုက်ခိုက်တော့မယ်။ဒီဝကိုင်းသားတွေကဥမာရရဲ့စကားကိုနားဆင်နေကြတယ်။ဆက်ကိုင်းဆိုတာဂိုင်းကြီးကိုကိုင်းလေးကတကိုင်းပအဝင်ဖြစ်တယ်။ ဒါပေမဲ့ခန်းချုပ်ဥစ္စာတန်းတည်ဆုံးပြီးကြတဲ့ဆက်ခိုင်းနေရတပည့်တွေအခြေခြေစိတ်ဝမ်းကွဲပြီးတော့ဆက်ခိုင်းနဲ့ဆက်ပြက်ခိုင်းဆိုပြီး꿰ပြောင်းသွားတာဖြစ်တယ်။ရန်သူကပြုတ်꿰ပြီးအာနဲ့နေပြီးဖြစ်တဲ့အတွက်အခုအချိန်ကအခွင့်ကောင်းမယ်။ဒါကြောင့်မို့မနေ့ပြန်ကြမှာဆက်ခိုင်းတရှိရဲ့ဆက်အင်းရွာကိုခြေတက်သိမ့်ပိုက်ပြီးတော့အဲ့ဒီနေမျိုးကိုတိတ်သွင်းကြမယ်။ဒီကဒေဝခိုင်းရခေါင်းဆောင်တရားထွေပြနေကြလိမ့်မယ်။ခေါင်းဆောင်တယောက်ကတော့ခေါင်းဆောင်ကြီး စကိုင်းရဲ့နေမြေကကျွန်တော်တို့ပိုင်တဲ့နေမြေနဲ့အလန့်ဝင်လို့နေတယ်။ဒီလိုအတော့မကြတဲ့နေရာတခုကိုဘာရွေရဲ့ချက်နဲ့တိမ့်ပိုက်ချင်ရတာလဲ။ဟုတ်ပါတယ်ခေါင်းဆောင်ကြီး။စကိုင်းကိုတက်ခိုက်တိမ့်ပိုက်တယ်ဆိုတာမလိုအပ်တဲ့ကိစ္စတခု။အောင်မြင်သည်ဖြစ်စေကြရှုံးသည်ဖြစ်စေကျွန်တော်တို့ဂိုင်းအတွက်အကျိုးကြီးကြီးမားမားမရှိတဲ့ကိစ္စတခုပဲ။ဥမာရကခေါင်းညိတ်ပြီးတော့ကောင်းပြီ။စကိုင်းကိုတက်ခိုက်တဲ့အရေးမှမပါချင်တဲ့လူတွေရှိရင်နေခဲ့လို့ရတယ်။ ဒီတိုက်ပွဲမှာဝင်ပါချင်တဲ့လူတွေရှိရင်လက်ထောက်ပါဒီခါမပန်းသာနဲ့ခေါင်းဆောင်တယောက်နှစ်ယောက်ပဲလက်ထောက်နေတယ်ဥမာရကကောင်းပြီစက်ခန်းကိုတက်ခတ်အနာယူလို့ရခဲ့တယ်ဆိုရင်အဲ့ဒီပန်းတဲ့နေမျိုးတွေကိုတက်ခတ်တဲ့နေရာမှာပါဝင်တဲ့ခေါင်းဆောင်တွေကိုခွဲပေးမှဖြစ်တယ်ဒီစကားကြောင့်ခေါင်းဆောင်တွေရဲ့ကြားထဲမှာဆွေးနွေးညှင်းကုန်မှုတွေဖြစ်ကုန်ကြတယ်ခေါင်းဆောင်တွေကမြေရောက်တွေကိုခွဲပေးမယ်လို့ဆိုတဲ့အတွက်အားတက်ကုန်ကြတယ် ။ဥမာရကဒီအဖြစ်ကိုမြင်တဲ့အခါမှာပြုံးလိုက်ပြီးတော့မတိုက်ခိုက်ချင်ဘူးဆိုတဲ့လူတွေအကုန်လုံးပြန်လို့ရပြီ။တိုက်ခိုက်တဲ့အထဲပါမဲ့ခေါင်းဆောင်တွေကတော့တိုက်ပွဲအကြောင်းကိုဆက်ပြီးဆွေးနွေးကြမယ်။ခေါင်းဆောင်တချို့ကမကြင်မနဲ့နဲ့ထွက်သွားကြတယ်။မပန်းသားနဲ့ခေါင်းဆောင်တွေကအတွင်ငယ်တစ်ခုအတွင်ထဲကိုဝင်လာခဲ့တယ်။အတွင်ငယ်ထဲမှာဥတုခထိုင်ဆောင်နေတယ်။ကဲဥတုခကျုပ်တို့တက်ဝဲအတွက်နည်းပြောရလို့ရှိရင်ပြောပါအောင်။ဥတုခကစပွဲကြီးအပေါ်ကိုလက်ကိုတင်ပြီးတော့ လက်အတွေးနဲ့ရတဲတွေကိုတုံချလိုက်လေတယ်။တဲတွေရဥဒုခရဲ့လက်အတွေးနဲ့ရအစစ်မပြတ်စီးကြလေတော့ဇပွဲကြီးတစ်ခုလုံးဖုံးလန်းသွားခဲ့တယ်။ခဏကြာတော့ဥဒုခဇပွဲကိုလက်နဲ့ထောက်လိုက်တဲ့အခါဇပွဲပေါ်ကတဲတွေကသူ့လိုလိုလှုပ်ရှားလာပြီးတောင်ငုတ်တစ်ခုလုံးဖြတ်သွားတယ်။ဟောတာတော့ကျုပ်တို့တိုက်ပွဲဝင်မဲ့မြေနေထားကိုတဲတွေနဲ့ဖန်တီးထားတာပဲ။ဒီဝကန်ရကောင်းဆောင်နေရအာအာသိစွာနဲ့ကြည့်နေတယ်။ ဥတုကတောင်ကုန်းအောက်ဘက်တနေရောက်ကိုထိုးပြပြီဟောဒီမှာဆန်းချောင်းလေးတစ်ခုစစ်စစ်နေတယ်ဒီဆန်းချောင်းဘေးမှာတဲစီကိုမုံမုံကြီးတစ်ခုရှိတယ်အဲ့ဒီနေရာမှာသူတို့တွေရှင်ပြန်တိုက်ခိုက်ကြလိမ့်မယ်ဥတုကမော့အစွမ်းနဲ့ပြုတ်လုထားတဲ့မြေပုံကတကယ့်ကိုမြင်မျက်နာသိပြအစ်စ်နဲ့တထီရတဲ့တူညီနေတယ်ကြံမွေးကညတ်တခေါင်မှာစမှာဆိုတော့ကျုပ်တို့ကအဲ့ဒီအချိန်မတိုင်ခင်ကသူတို့ပြောင်းမွေးကျင်းပမဲ့နေရာကိုတော်ဝိုင်းထားရမယ် တောင်မမတစ်ဖွဲ့ဟောဒီတောင်အောင်ဆန်းကြောင်းနောက်မှာတစ်ဖွဲ့တက်ဆွဲထားရမယ်။ခေါင်းဆောင်တယောက်ကလူ90နဲ့တောင်မောကနေတက်ဆွဲရမယ်။တောင်အောင်ဆန်းကြောင်းနဘေးမှာ နောက်တဲ့ခေါင်းဆောင်တယောက်ကလူ100နဲ့အသင့်စောင့်နေရမယ်။ကျုပ်တို့ဘယ်အချိန်တိုက်ရမှာလဲ။တိုက်ပြီးစိတ်မလောပါနဲ့။သူတို့တွေရှင်ပြိုင်တဲ့ပွဲမှာအနိုင်ရှုံးမသေးခွဲဘူးဆိုရင်ဒီတိုင်းပြန်သွားကြလိမ့်မယ်။ဒါကြောင့်သူတို့နှစ်ဖွဲ့စလုံးပန်းသွားလို့လျှောက်ွက်လေးတစ်ခုသုံးမယ်လို့စိတ်ကူထားတယ်။ ဦးသူကမပန်းသားကိုကြည့်မပန်းသားပုံစံအမျိုးမျိုးအရောက်ဆောင်နိုင်နေဆိုတော့ဒီလောက်ကကိုမပန်းသားစီစဉ်ရလိမ့်မယ်ကျန်တဲ့လူတွေကတော့မပန်းသားအချက်ပေးတဲ့အချိန်မှာဝင်လာရမယ်အရင်ဆုံးတောင်မွားအဖွဲ့ကဝင်ရောက်တိုက်ခတ်ရမယ်ဒီခါမှာဆက်ခံရလူတွေအကောလုံးတောင်အောင်ဆန်းချောင်းအတိုင်းပြေးစင်းကြမှာပဲဒီခါကျမှဆန်းချောင်းနဲ့လူတရာဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်လိုက်ဒီလူတွေအကောလုံးကိုတခါတည်းဖမ်းဆီးပြီးသားဖြစ်သွားလိမ့်မယ် နှက်ခိုင်းပေါင်းရင်လူ900လောက်ရှိတာအောင်ကျုပ်တို့ကလူ150လောက်နဲ့သွားတိုက်မယ်ဆိုတော့တစ်ဖက်ရင်သူအထင်သေးရကြမနေဘူးလားလူ150လောက်နဲ့ကျုပ်တို့နိုင်မှာမလားဥမာယာဝင်မဲလေတယ်မပူပါနဲ့ခေါင်းဆောင်ကြီးဒီလူ900အချင်းချင်းတက်ခတ်ကုန်ကြရင်ဒင်ရော်တွေရကုန်မှာလေလူတယောက်လောက်တော့အကောင်ပကတိတိုင်းကြက်မှမဟုတ်ဘူးဒီတောက်ပွဲကနိုင်ကုန်နိုင်မှာပါခေါင်းဆောင်ကြီးခမရအာမခံရင်ပြီးတာပါပဲ။ ဒါဆိုရင်သူတို့အချင်းချင်းတိုက်ခိုက်အောင်လုံးဝမဲ့လှက်ကွက်ကဘာများလဲအသေးစိတ်တော့ပြောလို့မရသေးဘူးခေါင်းဆောင်ကြီးဒါပေမဲ့အရင်မို့ပြောရမယ်ဆိုရင်သူတို့တွေအကုန်လုံးကဂိုင်းတကိုက်နေရနေနှစ်ကိုက်ခွဲထွက်သွားရလောက်အောင်ကိုမမာနောက်တွေကြီးမလွန်နေအဲ့ဒီမမာနောက်တွေဆိုတာလောင်စာတွေနဲ့တူတယ်ဒီတဲ့ကိုဒေါသဆိုတဲ့လောင်မိကလေးချပေးလိုက်မယ်ဆိုရင် လောင်စာတွေကအချိန်နဲ့တဟုံဟုံတောက်လောက်ကုန်ကြမှာပါဥမာယာက လက်အောက်ခံခေါင်းဆောင်တွေကိုတာဝန်တွေခွဲပေးလာလိမ့်တယ်။ဒီလိုနဲ့ပြန်ပွဲနည်းကိုရောက်ရှိလာခဲ့တယ်။မိခါတို့လည်းတကောက်ရမတိုက်ခဲ့အချိန်မှာပဲတဲစီကုံကြီးစီကိုဆင်းလာခဲ့ကြတယ်။တဲစီကုံကြီးမှာရှိတဲ့ဖြူလောက်လာတဲမုံတဲပွင့်တွေကလာရအောင်မှာဝင်လက်နေကြတယ်။မိခါတို့ရောက်တဲ့အချိန်တည်းနှစ်ဖက်အဖွဲသားတွေကရောက်မလာကြသေးဘူး။မိခါတို့ကအနည်းမှရှိတဲ့ဂိုင်းတော်အတွင်းတွေကိုဝင်ပြီးပုန်းခုန်နေကြတယ်။မကြခင်မှာတော့ဥကျော်ဝေးရဲ့ဆက်ပြက်ဂိုင်းကဂိုင်းသားတွေက တဲစီကုံကြီးစီကိုခြစ်တက်လာခဲ့တယ်။စွစွပေါလူနေရခန့်လောက်ရှိမယ်လို့ထင်ရတယ်။တဲစီကုံရဲ့အလဲမှာစူးတွေတားပြီးတဲ့နောက်ဦးချုံဝေတို့တစ်ဖက်ချမ်းမှာရက်တက်မြေစောင့်နေကြတယ်။မိကဦးဆက်သိန်းကိုလက်တို့ပြီးဆရာကြီးမထွက်သေးဘူးလား။အခုချိန်ထွက်လို့မဖြစ်သေးဘူးမိက။နှစ်ဖက်ကလူတွေစုံကြည့်ပြီးတော့တိုက်ဖို့ခတ်ဖို့လုံကြတော့မှထွက်မယ်လို့စိတ်ကူးထားတယ်။ဦးချုံဝေတို့ကအချိန်တန်ကြာအောင်စောင့်ဆိုင်နေတဲ့အထိတ် ဦးကျော်ရွေးရဲ့စက်ခိုင်းရပေါ်မလာပဲရှိလေတယ်။ဦးကျော်ရွေးစိတ်မရှိတော့ကျော်ရွေးတို့ဘာတွေကြက်စီနေကြပြက်ပြီလဲမသိဘူး။ဒီကောင်တွေတခုခုအကောက်တန်ကျင်လို့နောက်ကျနေတာများလား။ဒီအချိန်မှာပဲဦးကျော်ရွေးခေါင်းဆောင်တဲ့စက်ခိုင်းသားတွေကတဲတောင်ပြင်းကြီးစီကိုချစ်တက်လာခဲ့ကြတယ်။နှစ်ဖက်ခိုင်းသားတွေကတဲတောင်ပြင်းကြီးပေါ်မှာစုဝေးပြီးတွေ့ဆုံကြတယ်။ဒီကိုင်းနဲ့ဒီကိုင်းပညာပြိုင်ကြမှာမို့အချင်းချင်းရန်ဆောင်တဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်။ ဆရာကြီးထွက်ကြရအောင်။နေုံမီကနှစ်ဖက်အပြန်လန်တိုက်ခိုက်ကြတဲ့အချိန်ကြောင့်မှထွက်ကြတာပေါ့။ဥကျော်ဝေးရဥကျော်ယိုးလက်ညှိုးထုတ်ပြီးတော့ဟဲ့အောင်ကျော်ကြီးဆရာကြီးမရှိကြရမင်းတို့ခိုင်းနဲ့ငါတို့ခိုင်းမှာဘယ်ခိုင်းကပိုသားတယ်လဲဆိုပြီးအဖြေရှာကြတော့အခုထက်ထိအဖြေမထွက်သေးဘူးမှလား။ငါတို့တွေလည်းပညာပြန်ခဲ့တာအခုဆိုရင်လင်းနေတိတိရှိခဲ့တာတော့မှဘယ်ခိုင်းကပိုသားလဲဆိုတာအနိုင်အရှုံးမတဲခွဲသေးဘူး။ဒီနေ့တော့ ဘယ်ကိုင်းရဲ့ပညာပို့တာလဲဆိုတာထင်းထင်းရှားရှားပြပြတာတာသိရမယ့်အခြေရောက်ပြီဒီကဥကျော်ရခါထောက်လိုက်ပြီဟေ့အောင်ကျော်ဝင်းလူတိုင်းသိပြီသားအเจ้าနေကိုရှာရှည်ပြီးပြောမနေနဲ့မိတကယ်တက်တယ်ဆိုရင်အရှိကိုထွက်ခဲ့ဥကျော်ဝင်းကမျက်နှာတစ်ချက်ပြတ်သွားပြီးတော့ငါကလည်းခက်မြင်မြန်မတက်လိုက်ချင်တယ်ကွာဥကျော်ဝင်းနဲ့ဥကျော်ဝင်းတို့တဲစီကုံကြီးအလဲရဆက်ပြေကွေအတွင်းထဲကိုခုံဝင်လိုက်ကြတယ်ပရိသတ်များရှေ့ အဝိဇ္ဇာတော်တောင်းနဲ့ဆက်ဖြက်ကိုင်းဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့စာရေးစရာအကဆောင်လည်းကျေးဇူးထူးပဲတင်ရှိပါလေရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရွှေ့ခြင်းကျမချင်းတွေကို အစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်။